မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ25ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ် KNB နဲ့မြောက်ရီမြို့နယ်လေးကီကောင်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့အချိန်ထိုင်းဘက်ခြမ်းကိုမြန်မာဘက်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးစံကြားရောက်ပောက်ကွဲတဲ့အတွက်ထိုင်းနိုင်ငံကကန့်ကွက်သတိပေးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ24ရက်နေ့မှာမြန်မာဘက်ကနေပြီးတော့ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာ ထိုင်းနိုင်ငံရဲ့မြေပေါ်ကိုကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ကြီးကြက်ရောက်ပောက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိတော့လဲ ထိုင်းစစ်တပ်နဲ့အာဏာပိုင်များကစုံစမ်းစစ်ဆေးမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗါးအဲ့ဒီလက်နက်ကြီးကိုဘယ်အဖွဲ့ကပြစ်ခတ်တယ်ဆိုတာကိုတော့မသိရသေးတော့လဲထိုင်းဘက်ကမြန်မာဘက်ကိုကန့်ကွက်သတိပေးထားကြောင်ပြောဆိုလိုက်ပါတယ်မြန်မာစစ်တပ်ကအာရှလမ်းမကြီးကိုထိန်းချုပ်ပြီးတဲ့နောက်မြောက်ရီမြို့မှာအခိုင်အမာတပ်ဆွဲထားတယ်လို့သိရပါတယ်အဲ့ဒီနောက်လေကေကိုအပါအဝင်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ KNL နဲ့တော်လိုင်းတပ်များသိမ်းပိုက်ထားတဲ့နယ်မြေများနဲ့စခန်းများကိုအပြင်းထန်ထိုးစစ်ဆင်လာတယ်လို့သိရပါတယ်၎င်းထိုးစစ်အတွင်းမှာ စစ်ခွေးတပ်ဘက်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေပြီးတော့ဘုံကျဲခြင်းများတောက်လျှောက်လုဆောင်နေတယ်လို့သိရပါတယ်။စက်တင်ဘာလ20ရက်နေ့နဲ့21ရက်နေ့ကလေးကစစ်ကြောင်းတွေထိုးလာပြီးတော့လေကြီးကိုတတ်လာတာစစ်ခွေးတွေ တော်တော်များများတေးကုန်တယ်။ဒါပေမဲ့ရှိတဲ့လူတွေနဲ့ကိုထတ်ထပ်ပြီးတော့ထိုးနေတာလုံးဝကိုရော့မသွားဘူးလို့ကရင်စစ်ရေးတရင်ရေးမင်းကပြောပြထားပါတယ်။ စက်တဘာလ23ရက်နေ့မနက်7:00နာရီကျော်အချိန်ကမနက်7:00နာရီခွဲအချိန်ထိညဝရီမြို့နယ်လေးကီကောင်မြို့တဲ့ဘက်ကိုအချမ်းဘတ်စစ်တပ်က112ရေနဲ့ဇက်တိုက်ပုံကျဲနေကညဝရီမြို့ဆောင်တပ်ခမရ205တိုင်ရင်ကနေလဲ122မမလက်နက်ကြီးများနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပစ်ခတ်ပြီးတဲ့နောက် BGF တပ်ဖွဲ့ရဲ့လမ်းပြမှုနဲ့စစ်ခွေးတပ်ကခြေချင်းစစ်ကြောင်းအင်အားအများအပြားကိုအုံပြုတ်ပြီးစစ်ကြောင်းထုံးမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ လက်ရှိမြောက်ရီမြို့နယ်အတွင်းကိုစစ်ခွေးတပ်ကထိုးစစ်ဆင်ရမှာအချမ်းဘက်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေကိုရှေ့ဆုံးကထားအဓိကအုံပြုနေခြင်းဖြစ်ပြီးတော့စစ်မှုထမ်းတပ်သားတွေများကိုမူရစ်စေဝါများကိုကျွေးကလူနှိုင်းလုံးနဲ့ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်တလုံးမြို့ကနေဆိုင်ကယ်နဲ့ထွက်လာတဲ့အချမ်းဘက်စစ်ခွေးများနဲ့ပြူစောထီးများကိုကြားဖြတ်တိုက်ခတ်ရာ၄ဦးသေဆုံးပြီးတော့တနက်တလက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် စက်တဘာလ22ရက်နေ့မနက်6:50မိနစ်ခန့်မှာမြင်းညာမြို့နယ်တလုံးမြို့ကနေအနေချေးရွာဘက်ကိုစိုင်းကယ်တွေနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားများနဲ့ပြူစော်ဒီများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့် စစ်ခွေးနှကောင်နဲ့ပြူခွေးနှကောင်တိတ်ဆုံးပြီးဂျီသူရီအမျိုးအစားတနက်တလနဲ့7.62 G 45000တော့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါဒအပြင်တိုက်ခိုက်မှုအတွင်းမှာကပ္ပဆာ20ကဘိုးအဆင့်ရှိသူတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တလုံးမျိုးနဲ့မြင်းညာမျိုးကအင်အား120ခန်းရှိတဲ့စစ်ကူတွေရောက်ရှိလာပြီးတိုက်ပွဲဖြစ်ပွားကတော်လိုင်းရဲဘော်တွေဘက်ကတဦးကြာဆုံးခဲ့တယ်လို့သိရပါဗါ ်တလုံးမျိုးကနေအနေကိုကူးတန်းသွားလာနေတဲ့စစ်ခွေးနဲ့ပြူခွေးတွေကိုလမ်းကနေစောင့်ကြိုပြီးတော့တိုက်ခိုက်ခဲ့တာစတိုက်တဲ့အချိန်ကတော့၁၀ရောက်လောက်ပဲရှိတာတိုက်ခိုက်နေတဲ့အချိန်မှာစစ်ကူတွေရောက်လာတာပါတလုံးမျိုးကနေအယောက်၂၀လောက်ထွက်လာတယ်မြင်းညာမျိုးကနေလည်းအင်အား၁၀၀လောက်ရောက်လာတာတိုက်ပွဲမှတ်တမ်းယူတဲ့ရဲဘော်ကချက်ဆုံးသွားတဲ့ရဲဘော်တွေကိုဆွဲထုတ်ခဲ့ရလို့ဗီဒီယိုမှတ်တမ်းတော့မရခဲ့ဘူးတိုက်ခိုက်ခဲ့တာကကျွန်တော်တို့နဲ့တဖွဲ့တည်းပါပဲလို့ MGN 35ပျောက်ကြားတဲ့ဖွဲ့ကတာဝန်ခံကိုနွေမိုက်ကပြောဆိုထားပါတယ် ် MGN 35ပျောက်ကြားတပ်ဖွဲ့အနေနဲ့မြင်းညာမျိုးနယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်သားများနဲ့တပ်စခန်းများကိုအဆက်မပြတ်တိုက်ခိုက်သွားမှာဖြစ်ကြောင်းတင်ပြရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းစေမောင်ဝဲမြို့နယ်မှာစိုက်ကယ်နဲ့ထွက်လာတဲ့ရဲနဲ့စစ်ခွေးများကိုပြစ်ခတ်တိုက်ခိုက်ရာတအူးသေးဆုံးပြီးတော့တနက်တက်လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ23ရက်နေ့မနက်7:15မိနစ်ခန့်မှာစေမောင်ဝဲမြို့နယ်လမ်းပိုင်းတနေရာမှာစိုက်ကယ်နဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်ခွေးများနဲ့ရဲများကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာရဲတအုပ်သေးဆုံးက MA13 အမျိုးအစားတနက်တလက်တိမ့်စီရရှိခဲ့ပြီးတော့ဒေါ်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စေမောင်ဝဲမြို့နယ်လမ်းတွင်းတနေရာမှာဆိုင်ကယ်နဲ့ထွက်လာတဲ့ရဲခွေးနဲ့စစ်ခွေးတွေကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ရဲတကောင်တိမ့်ဆုံးပြီးတော့ MA13 တနက်တလက်တိမ့်စီရရှိခဲ့ပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်တရက်ခရိုင်အမှန်ငါးတိုက်ရင်ကပြောဆိုထားပါတယ်။ လားတူပဲစက်တဘာလ23ရက်နေ့ကလည်းစေမောင်ဝဲမြို့နယ်ကိုးပင်တာကရလမ်းပိုင်းမှာစေမောင်ဝဲမြို့နယ်မှုအပါအဝင် စစ်သားနဲ့ရဲများလိုက်ပါလာတဲ့ကားတစ်စီးကိုပြစ်ခတ်တိုက်ခိုက်ရာရဲနဲ့စစ်သား၃ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာစစ်ဖော်ပါတီကအမတ်လောင်းအရေးအတွက်တထောင်ကျော်နဲ့ အများဆုံးရှင်ပြိုင်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ10ရက်နေ့ကနေစက်တင်ဘာလ22ရက်နေ့အတွင်းလွတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းရန်စစ်တပ်ကတတ်မှတ်ခဲ့ပြီးတဲ့နောက်နိုင်ငံရေးပါတီ58ခုနဲ့တတိပုဂ္ဂလလွတ်တော်အမတ်လောင်းအရေးအတွက်4963ဦးတင်သွင်းခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီထဲမှာကြက်ဖို့ပါတီက2018ဦးနဲ့အများဆုံးပါဝင်ရှင်ပြိုင်မှာဖြစ်တယ်လို့သိရပါဗျ။ကြက်ဖို့ပါတီကပြည်သူ့လွှတ်တော်မှာအမတ်လောင်း265ဦး၊အမျိုးသားလွှတ်တော်မှာအမတ်လောင်း156ဦး၊တိုင်းပြည်နယ်လွှတ်တော်မှာအမတ်လောင်း969ဦး၊တိုင်းဒေသလူမျိုးစုလွှတ်တော်မှာ28ဦးစုစုပေါင်းအမတ်လောင်း2018ဦးနဲ့ပါဝင်ရှင်ပြိုင်မှာဖြစ်တယ်လို့သိရပါဗျ။ကြက်ဖို့ပါတီကရွေးကောက်ပွဲမှာအများဆုံးရှင်ပြိုင်တော့လေမဲဆန္ဒနဲ့အပြစ်ရှင်ပြိုင်ခြင်းမျိုးမဟုတ်ပဲ အချို့သောမဲဆန္ဒနယ်များမှာလုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားရကြောင်းကျန်းဖို့ပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။တချို့နေရာတွေမှာတော့လုံခြုံရေးအရခက်ခဲလို့လက်လွတ်လိုက်ရတဲ့နေရာတွေရှိပါတယ်။အဲ့ဒီနေရာတွေကရွေးကောက်ပွဲကျင်းပဖို့ကြေညာထားပေမဲ့ဖြစ်ဖို့ခက်ခဲပါတယ်လို့ကျန်းဖို့ပါတီသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။စစ်ခွေးတက်ရဲ့အတူရောက်ရွေးကောက်ပွဲမှာ နိုင်ငံတော်မှာရှင်ပြိုင်ကြမဲ့ပါတီ6ပါတီနဲ့ဒိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်းစီယုံမဲ့နိုင်ငံရေးပါတီ50တခုနဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရပါတယ်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲမှာတိုင်းသာစီလုံးညီညွတ်ရေးပါတီတဆာညာကကိုယ်စားလှယ်လောင်း694ဦးတသက်ခံရဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးကကိုယ်စားလှယ်လောင်း682ဦးရှမ်းနယ်တိုင်းသာမြောင်ဒီမိုကရက်တစ်ပါတီကြားပြူပါတီကကိုယ်စားလှယ်လောင်း984ဦး ကိုကိုကြီးရဲ့ပြည်သူပါတီကကိုစလေလောင်း912ဦးတောင်းသူလေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုစလေလောင်း428ဦးတိုင်းနယ်ပြည်နယ်များမှာရှင်ပြိုင်မဲ့ဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကကိုစလေလောင်း960ဦးနဲ့တတိပုဂ္ဂလကိုစလေလောင်း95ဦးတို့ပါဝင်ရှင်ပြိုင်ကြမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတန်းမြိုင်မြို့နယ်မှာကဲပတ်ရန်ထွက်လာတဲ့ပြူစောထီးများကိုပြစ်ခတ်တိုက်ခိုက်ရာကင်းမှုပြူစောထီးမျိုးနိုင်အေးပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်ပမာလ24ရက်နေ့မနေ့6နိုင်ကမှမြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့တရက်ကံပြူစောထီးရွာကနေကဲပတ်ရန်ထွက်လာတဲ့ပြူစောထီးများကိုပြစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာကေမူပြူစောတိမျိုးနိုင် A ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။အထည်နာနေတဲ့ပြူစောတိများက40မမတလုံးနဲ့လက်နက်ငယ်များရန်တမ်းပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အပြန်အလှန်ပြစ်ခတ်မှု10မိနစ်ကြာဖြစ်ပွားခဲ့ပြီးတော့ဒေါ်လိုင်းရဲဘော်များအထိကိုင်မရှိဘဲနဲ့ပြန်လည်ဆက်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ စိတ်ခွေးနဲ့ပြူစောတိအင်အားတရာကျော်ခန့်တပ်ဆွဲထားတဲ့ဒေယကံပြူစောတိရွာကနေပြီးတော့ကင်းပတ်ရန်ထွက်လာတဲ့စိတ်ခွေးတွေကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်းမှာစိတ်ခွေးတကောင်သေးပါတယ်ကျွန်တော်တို့ရဲဘော်တွေအထိကမ်းမရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ TYK ပြောင်ကြားတပ်ဖွဲ့ကရဲဘော်စောကြီးကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့တောင်ကိုရီးယားရဲတပ်ဖွဲ့ကစက်တင်ဘာလ22ရက်နေ့မှာထိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့တောင်ကိုရီးယားပြည်သူများငွေလိမ်ဒုက္ခပေးနေတဲ့ငကားကြဖြန့်ဂိုင်းကိုပတရားအထိတွားရောက်ပြီးတော့ဖြိုခွင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီကြဖြန့်ဂိုင်းအုပ်စုဟာ Longi Company ဆိုပြီးတော့ထူထောင်ထားတဲ့အုပ်စုဖြစ်ပြီးတော့လူပေါင်း900နီးပါးထံကနေကိုရီးယားဝမ်21ဘီလီယံအမေရိကန်ဒေါ်လာ15သန်းသို့မဟုတ် ဘက်488တန်းအောင်ရင်းနှီးမြှုပ်နှံမှုချစ်ခင်ဟန်ဆောင်မှုစတဲ့လိန်လန်ဤအမျိုးမျိုးတို့နဲ့ရယူခဲ့တယ်လို့တောင်ကိုရီးယားရဲတပ်ဖွဲ့ကပြောဆိုထားပါတယ်။ဒါကြောင့်တောင်ကိုရီးယားအထူးရဲတပ်ဖွဲ့များဟာပတရားကို၃ချိန်တိုင်တိုင်ကြိုတင်လာရောက်ကာတပ်တွေများကိုစုစည်းပြီးတော့ထိုင်းရဲတပ်ဖွဲ့နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ဇွန်လကကနဦးစစ်စင်ရေးအဖြစ်နဲ့တန်တရားတရားခန့်အယောက်20ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ ယခုစက်တင်ဘာလ22ရက်နေ့မှာတဖန်စုံစမ်းဖော်ထုတ်နိုင်သမျှငကားကြားဖြန့်ဂိုင်းဝင်25ရောက်ကိုထမှန်ဖမ်းဆီးကဖြိုခွင်းနိုင်ခဲ့ပြီးတော့ ခေါင်းဆောင်ဂျာယွန်းကိုလည်းမိကထိုင်းကထိမ့်သိမ်းထားပြီးတော့ပြန်အလွတ်ကိုစောင့်နေတယ်လို့တောင်ကိုရီးယားရဲတပ်ဖွဲ့ကကြေညာခဲ့ပါတယ်လက်ရှိမှာဖမ်းဆီးရမိသူတွေက21ယောက်ကိုတောင်ကိုရီးယားကိုခေါ်ဆောင်ပြီးတော့စစ်ဆေးအရေးယူမှုလုပ်ငန်းစဉ်များကိုလုပ်နေတယ်လို့သိရပါတယ်ထိုင်းဒူးစီရိုက်သမားများနဲ့တောင်ကိုရီးယားသားများပူးပေါင်းလှုပ်ဆောင်တဲ့ကြားဖြတ်ဖြစ်တယ်လို့သိရပါတယ်တောင်ကိုရီးယားပြည်သူများပုံမှုအားကောင်းလာတဲ့ကြားဖြတ်ရန်စွဲကိုသတိကြီးစွာထားရှိပြီးတော့အလိမ်မခံရစေဖို့အတွက်ဆင်ခြင်ရမှာဖြစ်ပြီးအဲ့ဒီဂိုင်းများကို ဘလို့ညှိနှိုင်းမှုမျိုးမှမလုပ်ဘဲနဲ့အမြင့်ဖြတ်ချေမုန်းမယ်လို့တောင်ကိုရီးယားရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီကြားဖြန့်ကုမ္ပဏီရဲ့နာမည် Longi ဟာတရုတ်စကားလုံးငကားနဲ့အကိုကြီးဆိုတဲ့အဓိပ္ပာယ်ကနေဆင်းသက်လာကကိုရီးယားဘာသာစကားအရလဲဂိုင်းကောင်းဆောင်ဂျာယွန်ကိုအတန်ထွက်အရပေါင်းရင်ငကားလို့အဓိပ္ပာယ်ရတဲ့ယွန်လို့သာထွက်ဆိုတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတောင်ပိုင်းဖူးခတ်မြို့မှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်ကတရားဝင်မြန်မာလုံသားအယောက်၂၀၀ခန့်ကိုအလို့ရှင်ကလောအားကရှင်းမပေးဘဲနဲ့တင်းရှောင်သွားတဲ့အတွက် NUG အစိုးရအလို့သမားဝန်ကြီးဌာနနဲ့ MHAC မဟာမိတ်အဖွဲ့တို့ကပူးပေါင်းပြီးတော့လောအားကတွေပြန်လည်ရရှိရေးအတွက်ကူညီပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ MHAC မဟာမိတ်အဖွဲ့အနေနဲ့အလို့သမားများရဲ့အကူအညီတောက်ခံမှုတွေကြောင့် NUG အလုံသမားရေးဝန်ကြီးဌာနကညွှန်ကြားရေးမှုဥနိုင်ထုံးတဲ့အတူ MHAC ရုံးအခြေစိုက်ရာမဟာဆိုင်ကထိုင်းတောင်ပိုင်းဖုခတ်မြို့အထိကိုတွားရောက်ကမြန်မာလုံသမားများအကူအညီပေးနိုင်ရန်ကွင်းစင်းနယ်မြေစင်းတွားရောက်ညှိနှိုင်းပေးခဲ့တယ်လို့သိရပါတယ်။အမို့ကဒီကနေ့လည်းမပြီးသေးဘူးဗျ။လုံသမားတွေကရမယ်ငွေကဥပမာတရောက်ကိုဘတ်တထောင်ဆိုရင်အလုံရှင်က8000ပဲပေးကြတာပြီးတော့လုံသမားတွေဘက်ကလုံအားကနေပတ်သက်လာရင်စရင်းအင်းကအားလုံးမပြည့်စုံကြဘူး။ မပြည့်စုံတော့အလုပ်ရှင်ဘက်ကရှော့ပေးကျင်တာပေါ့အလုပ်သမားတွေဘက်ကလည်းလုံအားကအပြည့်ရကျင်နေဆိုတဲ့ကိစ္စမျိုးထပ်ပြီးတော့ညှိနှိုင်းနေပါတယ်လို့ AAC ကိုရဲမင်းကရှင်းပြထားပါတယ်အလုပ်သမားများရရှိရမယ်လုံအားကစုစုပေါင်းဟာဘတ်တတန်းကျော်မှဖြစ်တော့လေအလုပ်ရှင်ဘက်ကအပြည့်ဝမပေးခြင်းပဲညှိနှိုင်းနေစေဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဟာကအစင်မပြေဘူးဆိုရင်အလုပ်သမားတွေကတိုင်ကျက်ဖွင့်မှဖြစ်ပါတယ်အလုပ်ရှင်ဘက်ကပြေးလည်အောင်ပေးချိန်မယ်ဆိုရင်တော့ဒီကနေ့အလုပ်သမားတော်တော်များများရမှာပေါ့ဘတ်တတန်းကျော်မယ်အနည်းဆုံးဘတ်တတန်းကျော်ရှိတယ်အဲ့ဒီတော့ သေးချာငွေအမောက်တွက်ချက်နေတော့မှာပဲဒီကနေ့အထိဆက်လုပ်ပေးနေပါတယ်မနေ့ကတရက်ထဲနဲ့မပြတ်ဘူးလို့ AAC ကိုရဲမင်းကရှင်းပြထားပါတယ် NUG အစိုးရအလုံသမားဝန်ကြီးဌာနနဲ့ MHAC မဟာမိတ်အဖွဲ့တို့ဟာထိုင်းနိုင်ငံအတွင်းမြန်မာအလုံသမားများရဲ့အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ရှေ့တန်းကနေဦးဆောင်ဖြည့်ရှင်းမှုများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ